အားလုံးပဲမင်္ဂလာမြဖိုးဘောအစီ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီဘောပရိသတ်တွေအားလုံးလည်းမင်္ဂလာပါကျွန်တော်ဒီနေ့လီဗာပူးနဲ့ပတ်သက်တဲ့နောက်ဆုံးရအကြောင်းအရာလေးတွေကိုလာရောက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ပထမဦးဆုံးသတင်းတပုတ်အနေနဲ့ကတော့ကျွန်တော်တို့ဒီကိုနာတေးကိုမီဒီယာတခုကမေးထားတဲ့အပေါ်မှာပေါ့နော်။ကိုနာတေးဘယ်လိုပြောလဲဘယ်လိုပြောခဲ့လဲဆိုတာကျွန်တော်အနေနဲ့လာရောက်ပြောပြပေးခြင်းဖြစ်ပါတယ်။ဒါမီဒီယာတခုကကိုနာတေးကိုမေးတဲ့အခါမှာပေါ့နော်ဒီဒီနေ့ဒါဘလွန်ဒီအောဆုနဲ့ပတ်သက်ပြီးတော့ ဟိုမောမဆာလာရနိုင်လာပေါ့နော်အဲ့ဒီအခြေအနေလေးကိုတစ်ချက်လောက်ပြောပြပြီးပါဆိုတော့ဒါကိုနာတီးအနေနဲ့ကတော့သူ့အနေနဲ့ဒါသူ့စိတ်ရင်အရှိတိုင်းသူဖြေချသွားခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်တို့သူ့အနေနဲ့ကတော့ဒီမောမဆာလာဒီရာဒီမှာပေါ့နော်ဒီဘလွန်ဒီယောဆူရဖို့တော်တော်ရာခိုင်နှုန်းတော်တော်နည်းသွားပါပြီနောက်ပြီးတော့ဒီသူ့အနေနဲ့ဒီနှစ်မှာဒါဘသူရနိုင်လဲဆိုလို့ရှင်ပေါ့နော်ဒါ PSG အတင်းကဒီနှစ်ရာဒီမှာဆိုလို့ရှင်ချန်ပီယံလိဖိုင်နယ်မှာချန်ပီယံဖြစ်သွားတဲ့အတွက်ဒါသူ့ရဲ့ ပြင်သစ်အတင်းပေါ်ဒီဒမ်ဘီလီရတာရဖို့တော့ရာခိုင်နှုန်းများတယ်ဆိုပြီးတော့သူ့အနေနဲ့ကပြန်ပြီးတော့ဖြေကြားသွားခဲ့တာလည်းကျွန်တော်တွေ့ရပါတယ်ဒါသူပြောတာလည်းမှန်ပါတယ်ကျွန်တော်ဒီယာဒီမှာဆိုလို့ရှိရင်ဘလွန်ဒီယောမှာဆိုလို့ရှိရင်တစ်ပြေးနေတာတော့ကျွန်တော်ဒမ်ဘီလီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုကတော့ဒီသူကကိုနာတီးယားဆက်ပြီးတော့ပြောထားတာပေါ့နော်ဒီကျွန်တော်တို့အခုလီဗာပူးအသင်းကိုရောက်လာတဲ့ကျွန်တော်တို့ဒီညာနောက်ခံကစားသမားလေးဒါ ဖရင်းပေါင်နဲ့ဒီရဇနာအန်လိုကိုလူတချို့နှိုင်းရှင်ပြီးတော့ဝေဖန်နေကြတဲ့အပေါ်မှာသူ့အနေနဲ့ကတော့ဒါဒီကစားသမားနှစ်ဦးလုံးကကောင်းမွန်တဲ့ကစားသမားတွေဖြစ်ပြီးတော့နှစ်ဦးလုံးကဒါအရေးချင်းရေသွေးနဲ့ပြည့်ဝတဲ့ကစားသမားတွေလည်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီကစားသမားတွေနဲ့ပတ်သက်ပြီးတော့မနှိုင်းရှင်ကြဘူးနဲ့သူတို့နှစ်ဦးလုံးကအားလုံးသူရည်ချင်တဲ့သူရှိပြီးတော့ဒါဖရင်းပေါင်ဆိုလို့ရှိရင်လည်းသူကပျော်ပျော်နေတတ်တဲ့ကစားသမားတယောက်ဖြစ်ပြီးတော့ဒါလီဗာပူးအသင်းမှာသူရှိနေခြင်းအဖြစ်လီဗာပူးအသင်းသားတွေအားလုံးဒါပျော်ရှင်ရလိမ့်မယ်ဆိုပြီးတော့သူကတော့ မှတ်ချက်ပေးခဲ့ပါတယ်ကျွန်တော်တို့နောက်ထပ်သတင်းတစ်ခုကတော့တကယ်လို့ဒါလူဝတီယားနဲ့ပတ်သက်တဲ့သတင်းပေါ့နော်လူဝတီယားကိုတကယ်လို့အင်နာစာတို့ဒါဘာစီလိုနာအပြင်ပေါ့နော်တခြားအသင်းတွေကကန့်လန့်ခဲ့မဲ့ဆိုလို့ရှိရင်လီဗာပူးကတတ်မှတ်ထားတဲ့ဒီဈေးနှုန်းအတိုင်းတာတစ်ခုထိရောက်ခဲ့မဲ့ဆိုလို့ရှိရင်စဉ်းစားပေးမယ်ဆိုပြီးတော့တကယ်လို့သူတို့တတ်မှတ်ထားတဲ့ဈေးထက်နှိပ်ခဲ့မဲ့ဆိုလို့ရှိရင်တော့ဒါလုံးဝစဉ်းစားပြီးမှမဟုတ်ဘူး။ရောင်းချသွားမှလည်းမဟုတ်ဘူးဆိုတော့ဒီဘက်ကအသင်းဘက်ကတော့ဒါပြက်ပြက်တသားပြောဆိုလိုက်ပါတယ်။ ကျွန်တော်တို့ဒီလူဝတီရက်ကတော့အခုလက်ရှိမှာတော့ကျွန်တော်တို့ဒီကိုလံဘီယာလက်ရွေးစင်အသင်းနဲ့တွားရောက်ပူပေါင်းပြီးတော့ဒါဇွန်လ17ရက်နေ့မှာဆိုလို့ရှိရင်ဒါကိုလံဘီယာအသင်းကအာဂျင်တီးနားအသင်းနဲ့ဒါဝေးခွင်းကျွန်တော်တို့ဒါကမ္ဘာဖလားဆုံးကမ္ဘာဖလားခြေဆောင်ခြေစစ်ပွဲအဖြစ်ဒါရှင်ပြန်ကစားသွားမှလည်းဖြစ်ပါတယ်အခုကတော့ဒါကျွန်တော်တို့ကိုလံဘီယာလက်ရွေးစင်အသင်းနဲ့တပူပေါင်းတော့လူဝတီအနေနဲ့ training စင်းနေတာလည်းကျွန်တော်တို့တွေ့ရပါတယ် အဲ့တော့ကျွန်တော်နောက်တဲ့င်းတစ်ခုကတော့ကျောင်းဒီလီဗာပူးအသင်းနဲ့ဒီဖရင်ပေါင်နဲ့ပေါ့နော်အမ်ဖလိုရီယန်ဝက်ပေါ့ဖရင်ပေါင်မဟုတ်ဖလိုရီယန်ဝက်နဲ့လီဗာပူးအသင်းနဲ့ကတိုးတက်မှုအခြေအနေကနောက်ဆုံးဆင်းဒီရောက်ရှိနေပြီးတော့ဒါကျွန်တော်တို့အပေါင်းလက္ခဏာဆောင်နေရဆိုပြီးတော့လည်းသိရပါတယ်လီဗာပူးအသင်းကကျွန်တော်တို့ဒီလီဗာကူစင်အသင်းကိုပေါ့နော်သူတို့လိုချင်တဲ့ဈေးနဲ့နီကက်ဆုံးဈေးတန်းတစ်ခုနဲ့ဒါကလန်းသွားပွဲရှိပြီးတော့ကျွန်တော်တို့လက်ရှိမှာတော့ဒါ နောက်ဆုံးအချိန်တွေအောင်မြင်မှုရနေရဆိုပြီးတည်ရပြီးတော့တနင်္လာနေ့လောက်မှာကျွန်တော်တို့ထုတ်ပြန်လာနိုင်လိမ့်မယ်လို့လည်းဒါဒီဘဝအသင်းဘက်ကကျွန်တော်တို့ပြောထားတာကိုဒါမီဒီယာတချို့မှာဖော်ပြတာကျွန်တော်တို့တွေ့ရပါတယ်နောက်ထပ်သတင်းကတော့လက်ရှိပေါ့နော်ကျွန်တော်တို့ဒီသတင်းတွေထွက်နေတဲ့မီလောကကတ်နဲ့လီဘာပူးအသင်းရဆိုလို့ရှိရင်ကျွန်တော်တို့တချို့မီဒီယာတွေမှာတင်ထားသလိုမျိုးပေါ့နော်ဒီအလုံးစုံကျွန်တော်တို့ဒါသဘောတူညီမှုရရှိသွားပြီဆိုတော့မဟုတ်သေးပါဘူးလက်ရှိမှာညှိနှိုင်းနေသေးဖြစ်ပြီးတော့ အခုချိန်ဒီကျွန်တော်တို့ညှိနှိုင်းနေတော့မယ်ပေါ့နော်ဒါပေမဲ့အပေါင်းလက္ခဏာတော့ဆောင်းပါလေလာပြစ်ဖို့ဒီလီဗာပူးတင်းကိုရောက်ဖို့ယာဂိုင်တော့ကလည်းကျွန်တော်တို့များပါတယ်အဲ့ဒီတော့ဒါအခုလက်ရှိမှာတော့ကျွန်တော်တို့တိတ်ပြီးတော့ဟိုဂျေးရာထူးခြားမှုမရှိသေးဘူးပေါ့နော်လီဗာပူးတင်းအနေနဲ့ဒါကျွန်တော်တို့မီလော့ကာကတ်ကိုမီလော့ကာကတ်နဲ့ဒီဘုံမောက်အသင်းတောင်းဝင်ရှိသူတွေနော်ပေါ့နော်မီလော့ကာကတ်အတွက်ကိုဒါဒီပြောင်းရှိကြီးအတွက်ညှိနှိုင်းနေတာဖြစ်ပြီးတော့ဒီပြောင်းရှိကြီး ညှိနှိုင်းမှုပဲလောလောဆယ်မှာတော့ကျွန်တော်တို့အဆင်မပြေသေးဘူးဆိုပြီးတော့လည်းသတင်းတွေမှာတွေ့ရပါတယ်အဲ့တော့ကျွန်တော်ဒီလောက်သတင်းလေးတွေလာရောက်ပြောပြပေးခြင်းဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်